လိုက်တိုင်ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြပရဟရှိလူပြည်သူအားလုံးဘေးရန်ခတ်တဲ့တောကခတ်တဲ့မှန်သမျှနေအေးပြီးကိုစိတ်နှပြကြားမှချမ်းသာခြင်းရရှိကြပါသည်ယခုယာဒီဆဝန်းတို့ပြောင်းရွှေ့လာတာ2025ပထမ6လအဲ့ရဂျွန်လနောက်ဆုံးလပေါ့နော်ပထမ6လရဲ့နောက်ဆုံးလဖြစ်တဲ့ ဂျွန်လပထမပတ်ဝင်ရောက်လာပါတယ်။အော်ဒီဂျွန်လပထမပတ်ဖြစ်တဲ့ဂျွန်9ရက်နဲ့17ရက်ကြားမှာကဘာပတ်လမ်းကြောင်းမှာရှိတဲ့ဂျူသွားဂျူလာတွေတိုင်းပြည်ရဲ့ကံကြမ္မာမိမိတို့ရဲ့ကံကြမ္မာဆိုင်ရာအပြောင်းလဲတွေဘာတွေဖြစ်မလဲဆိုတာစောင့်ကြည့်ရအောင်။အဖြစ်ပေါ်လာမဲ့ကံကြမ္မာရဲ့အဆူအကောင်းများကို သူ့ရဲ့ယာတီဘွားဆက်ဝင်းအရာဟောပြမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပုံယာတီ ကိုရာဒီဘားရီဆိုတာဇန်နဝါရီ27နဲ့ဖေဖော်ဝါရီ28ကြာမှာမွေးဖွားသူတွေဖြစ်တယ်။ဒီရာဒီဘားရီဟာယခုရတတပတ်မှာတော့ကံအလင်းညာအလင်းဘဝအလင်းတွေဇွဲလုံးလာကြောင်းပြန်ရပါအတိတ်ကရဲ့ရှုပ်ထွေးမှု ပြဿနာဟောင်းဇာလန်းဟောင်းလူဟောင်းကျမ်းမာရေးဟောင်းရှိတော်လဲရှင်းနိုင်မယ်ဝင်ငွေတွေတိုးလာမယ်တောကတွေညှော်နေတော်မယ်ဆက်မှုလက်မှုလုပ်ငန်းများ စံစီစည်းသားလုပ်ငန်းတွေအကျိုးပေးမယ်။ကောင်းမွန်တဲ့အရွေးတွေရွေးမယ်။စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်မယ်။အိမ်တော်ကြီးတာယာပါလိမ့်မယ်။ကုမ္ပဏီဝန်ထမ်းယာတုရကနေနှုတ်ထွက်အလဲပြုတာရှိပါတယ်။အခါမတည့်ရင်တိုင်းရေးပြည်နိုင်ငံကြီးစီးပွားရေးစီးရေးအရာတွေနဲ့ဆက်နွယ်ပြီးဒုက္ခရောက်ဖို့ရှိသောကြောင့်အရာတွေနဲ့လွတ်အောင်နေပါဘာသာရေးနေ့တိုင်းလုပ်ပါနေ့တိုင်းတတနာကုန်သုံးပတ်စိတ်ပါခုံတော်ကူပါတပါးဟုတ်တပါး ိုးပတ်စိတ်ပါအိမ်ဖျားမှာတာမယာသည်ဆယ်လုံးနေတိုင်းလှူပါထီထိုးခြင်းတော့တစ်ခွနဲ့ပတ်လဲထိုးပါပတိစိတ်ဘူးကတော့အကောင်းဆုံးကဒီရတ္တဘတ်မှာတတ္တဒီဝမနုဿနာတတ္တဒီဝမနုဿနာတတ္တဒီဝမနုဿနာနဲ့ပတိတတိကိုဆယ်ပတ်ခွနရဲ့စိတ်ပါဒါဆိုရင်မိညာဒီဘွားဒီအာလုံးကံကောင်းတော့ပါ၊ကုံညာဒီဘွားဒီအာလုံးကံကောင်းကျမ်းမှချမ်းသာတော့ပါလိမ့်မယ် ်ကုံရာဒီဘွားမိသားစုအလုံးဘေးရန်ကင်းလူရာပြည့်ပါသည်